မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာတော်ဓမ္မဗေဒီအရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့တဲ့ မထေမြတ်တို့စကားဝိုင်းစာအုပ်ရဲ့အပိုင်းဆက်လေးကိုဆက်လက်မျှဝေတင်ဆက်ပါမယ်ရှင်။နောက်ဆုံးမဟုတ်ပါ။မကောင်းမှုမှာပြစ္ဆာဏ္ဍိယကံ မဟုတ်သေးသမျှနောက်ဆုံးချိန်တွင်မခေါ်နိုင်ပါဘူး။ကောင်းမှုမှာလည်းအရက်တဖို့မပေါက်သေးသမျှနောက်ဆုံးချိန်တွင်မရောက်သေးဘူးလေ။ဒေဒီယေကွင်းချောင်းဆရာတော် ဒေရီယကွင်းကျောင်းတိုင်းမှာယဟန်ငန်ရှင်ပြုအလှပွဲတစ်ခုရှိလို့ဆရာတော်တွေတော်တော်စုံကြတယ်အလှတကာကပင်လယ်ထဲမှာငါးပိုက်ချတယ်စန်းသားလို့ခေါ်တယ်ပင်လယ်ငါးဖက်လှည့်ကြီးတွေတီထောင်ပြီးအသက်မွေးနေတယ်မိသားစုတစ်ခုပါညာဦးပိုင်းစကားဝိုင်းမှာဆရာတော်တစ်ပါးကအခုလိုအလှတကာမျိုးကြတော့တာနာမွေလို့ခေါ်တယ်မတ်ပုံနဲ့နီးနိုင်ပါမလားလို့စကားစားလိုက်ပါတယ်ကွင်းချောင်းဆရာတော်ကြီးက ငါရှင်ကဘာကိုဆိုလိုတာလဲအကုသို့မကင်းလို့မတ်ဖို့မရထိုက်ဘူးလို့ထင်နေတာလားမကားမှုမှာပစ္စနန္ဒီရကံမထိုက်သေးရင်နောက်ဆုံးချိန်ဒီလို့မခေါ်နိုင်ဘူးကားမှုမှာလည်းအရဟတဖို့မပေါက်သေးသမျှနောက်ဆုံးချိန်ဒီလို့မရောက်ဘူးသေးဘူးလေအကုသို့မကင်းလို့မတ်ဖို့နဲ့မတန်ဘူးဆိုရင်ဖျားဖြစ်မဲ့ပုဂ္ဂိုလ်ရောပေါ်နိုင်မလားဘသူမဆိုနူးရကရင်းလာတာအကုသို့နယ်ပဲကနေကုသို့နယ်ကိုကူးပြီး ရိုးရိုးကုသိုလ်နယ်ကပါရမီကုသိုလ်နယ်ကိုကူပါရမီကုသိုလ်နယ်ကမှဝိပဿနာနယ်ကိုကူပြီးအရိယာနယ်ထဲရောက်လာကြတာပဲမဟုတ်လားဒါဟာတတ္တဝတိုင်းလျှောက်လန်းရမယ်လမ်းရိုးလမ်းမဲ့ပါပဲတဲ့ဆရာတော်တပါးကကွင်းချောင်းဆရာတော်စကားကလူမိုက်တွေအားတက်เสียပါတော့နော်လို့မျက်နှာထားမတဲတဲမတဲတဲနဲ့ပြောလိုက်တော့ဆရာတော်ကအိုး ရှင်ပြီးသားစင်တွေအတွက်စင်စရာမလိုပါဘူးစင်ရင်းတွေကမှသာစင်စရာကအရေးကြီးတာမြတ်စွာဘုရားလက်ထက်ကယဟန္တာမထေကြီးတွေအားလုံးလိမ္မာယာက ပြောင်းလာကြတာမဟုတ်ဘူးအင်ဂုလိမာလာဆိုတာလူသိများပြီးသားတခြားတန်ဃဘဝမုတ်ဆိုးဘဝကနေကျွတ်တန်းဝင်လာကြတဲ့ပုံကိုယ်တွေအများကြီးတချို့ဆိုမိစ္ဆာဒိဋ္ဌိကြီးတွေတောင်မှကျွတ်တန်းဝင်ကြတာအထင်ရှားပဲအမှန်ကတော့လောကီနယ်ထဲမှာကောင်းကောင်းဆိုးဆိုးနောက်ဆုံးအခြေအနေဆိုတာမရှိဘူး တန်တရားတစ်ဖက်ကမ်းရအောင်မှတန်တရားခရီးကဆုံးတာတကယ်နောက်ဆုံးအခြေအနေနောက်ဆုံးအစ်စ်ဆိုတာယဟန်နာပုဂ္ဂိုလ်များသာဆိုနိုင်တာဒီနေရာမှာအစာတသက်ဟာအတော်ချီကျူးလောက်တဲ့ပုဂ္ဂိုလ်ပါပဲပိစာနန္ဒီယကံကြီးထိုက်ပြီးလို့မတ္တာဖို့တာဖြစ်နေပေမဲ့မလျှော့ဘူးသူများသာဆိုဒီအခြေအနေရောက်မှ မထူးပါဘူးဆိုပြီးစမ်းမိုက်ခြင်းမိုင်းနေမှာအစာတသက်ကဒီလိုမဟုတ်ဘူး မှားမှန်သည့်ကလေးကအမှန်နဲ့တတ်နိုင်သမျှကြိုးစားပြီးအစားထိုးတာပဲသာသနာကျေးဇူးသီးလာတော့သာသနာကို ကြီးညိုလိုက်တာပုတုစင်တဲမှာတော့သူ့တရာတရားကိုမှီတဲ့လူတောင်မရှိဘူးတဲ့ပထမသင်္ဃာယနာတင် သာသနာတရားကဖြစ်တောင်ခံယူလိုက်သေးတယ်ဒါကြောင့်လေသူ့မှာအကျိုးကျေးဇူးအများကြီးရလိုက်တယ်သူကျူးလွန်ခဲ့တဲ့ကံကြွေးဆက်ပေးပြီးရင်နောက်တစ်ချိန်မှာ ဝိသီတာဝီအမိရှိတဲ့ပြည့်စေကဗုဒ္ဓအဖြစ်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလိမ့်မယ်လို့နာမည်အတိကျတက်ပြီးတော့ကိုဖျားရှင်မိန့်ကြားခဲ့တယ်မဟုတ်လားအစာတသက်လိုပုဂ္ဂိုလ်ကတော့သူ့ကိုယ်သူ နောက်ဆုံးအချိန်တွေလို့မတတ်မှတ်ရင် ခုအလှတကာလိုပုဂ္ဂိုလ်ကိုဘာလို့ဒီလိုတတ်မှတ်မလဲဆရာတော်ကြီးစကားလက်ဆတ်တက်လိုက်တော့ အခြားဆရာတော်များကလည်းလောကယုတ်တိဓမ္မယုတ်တိတွေနဲ့တာရကပြပြီးဖြည့်ဆွတ်ပြောဆိုကြရတယ်။မထေမြတ်တို့ရဲ့စကားကို အနှင်းချုပ်လိုက်တော့အပြစ်ရှိသူဟာအပြစ်ကိုအပြစ်လို့ရှုမြင်ပြီးကောင်းမှုနဲ့အစာထိုးကုစားမယ်။နောင်မကျူးလွန်တော့ပါဘူးလို့လေယတိပြဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် အရိယာတို့ရဲ့အစုံမရာတိုးတက်ဖို့သာ ရှိတယ်။စုံယုပ်ဖို့မရှိဘူးလို့နားလေရခတ်ပါတယ်။နားလေလိုက်ရပါတယ်။မကောင်းမှုပြုမိပြီးတတဆားလဲစက်သွန်ဖြူနှစ်တဆားလဲစက်သွန်ဖြူလို့ဆင်ကျင်ပေးရင် အမိုက်တန်တရားတွေက မထွက်နိုင်ကြသူတွေအတွေ့ဖျားရှင်အလိုကြ မထေကြီးများညွှန်ပြပေးတယ်ထွက်ရက်လမ်းမှာပဲ။ကြွချေးတဲ့စွမ်းစံမရောစေခြင်းလို့ ကိုကိုကိုစွမ်းစံနဲ့ရောမဲ့ကြွချီလားကြွချီနဲ့ရောနေတဲ့စွမ်းစံလားဆိုတာအကဲခတ်ကြပါ ခုလိုပြောရတာကြွချီတဲ့စွမ်းစံကသွားမရောစီခြင်းလို့ပင်းအရှိလေခိုင်းအောင်စရာတော်ကြီး မိမိစာတီးမှာကံကြီးဆောင်ခေါ်တဲ့ယဟန်ငံလူပွဲဖြစ်လို့ဆရာတော်ကြီးများကိုယ်တိုင်ကြွားရောက်ချီးမြှင့်တော်မူကြတယ်။ဂိုင်းအုပ်ဆရာတော်ကြီးလည်းပါတယ်။ညင်ဦးပိုင်းမှာခရီးပန်းလာကြလို့ခတ်စောစောကျင်းဆက်တော်မူကြပြီးနနက်မှလည်းခတ်စောစောပဲနိုးကြတယ်။မျက်နာတဲ့ဖရားဝေပြူးကြပြီးအာယုံမတက်ခင် ဝိုင်းဖွဲစကားပြောကြပြီး အရုံတက်တော်ရင်နွေးချမ်းနဲ့ခဲဖွဲများ စက်ကကြတယ် ရင်နှွေးဝိုင်းထိုင်ပြီးတော့စကားဝိုင်းကလည်းပိုစီလာတယ်လို့အဂရိတ်ဝါဒနာပါတဲ့ဘုံကြီးတစ်ပါးကတန်သေးတပြီဝါတို့တွတ်သေးတပဲရွှေတလဲတို့ကစပြီးမြေရှိုးမိုးပြန်တွေကရှင်အစ္စခေါနာတို့ကစုံလို့ပါပဲပြောပုံကသူကိုယ်တိုင်ပဲဖြစ်လာပြီးလို့လို့ဖြစ်ခနီးပြီးလို့လို့နဲ့အပြောကလည်းကောင်းတော့တခြားဝါဒနာပါတဲ့ပုံကိုယ်တွေကလည်းမေးကြရေးကြနဲ့အတော်ဝိုင်းစီနေပါတယ် တော်တော်လေးကြတော့ခိုင်းအောင်ဆရာတော်ကြီးကမိမိတီးတန့်ဖုံးပေးနေတဲ့ဝိုင်းကနေပြောင်းရွှေ့လာပြီးအကဲဝိုင်းမှာဝင်ထိုင်လိုက်ကြတယ်။တခြားဝိုင်းတွေကတန်ဃာတော်တွေကလည်းဆရာတော်ကြီးနေရာပြောင်းထိုင်တာဘာများမိတ်ကြမလဲဆိုပြီးပြောလက်ဆစကားရက်သွားကြတယ်ဆရာတော်ကြီးက အဂရိယဆရာကိုပဋ္ဌာပါဒသုံးမှာမြတ်စွာဘုရားပေးတဲ့ဥပမာနဲ့ပေးပြီးမေးရအောင်မယ်။လေကားကြီးကတော့ကြီးကျယ်ခမ်းနားပါတယ်။ထောင်တက်ရမယ့်အဆောက်အုံကဘယ်မှာဒုံးဆိုသလိုပဲ။ပြောလိုက်တဲ့စကားတွေကတော့မဆားရဝါခမန်းပဲ။ကဲလက်တွေကဘမဘယ်သူဖြစ်တုံး။ကိုယ်တိုင်ကဘာတွေဖြစ်နေပြီးဘယ်ဆင့်ရောက်ပြီးတုံးဆိုတာပြောပါအောင်ဆိုတော့အမေးခံရတဲ့ဖုန်းကြီးဟာကြောင်အန်းအန်းဖြစ်သွားတယ်။ပြီးမှ ။ဘာပစ္စည်းကအစစ်မှန်မရလို့ဆိုတယ်လို့လို့နဲ့ရောင်ဝါဝါရှောက်ပြောနေတယ်။ဆရာတော်ကြီးကမြတ်စွာဘုရားရဲ့လောကုတ္တရာဝိဇ္ဇာလမ်းစဉ်ဟာဘုရားအစားရှိတဲ့သူတော်ကောင်းတွေရဲ့လက်တွေ့လမ်းစဉ်မှာသာသနာဝင်အဆက်ဆက်စ조사ရင်조사တဲ့လောက်ခရီးလဲပေါက်ကြပါတယ်။အ ਨੇ ဆုံးမေတ္တာဘာဝနာလောက်ဗုဒ္ဓနုဒတိဂုံတော်လောက်ပွားနေနိုင်ရင်ကိုဘလောက်အကျိုးများမလဲ။ သာသနာတော်မှာကိုယ့်အတွက်လုံးစရာကျင်းစရာတွေမြတ်စွာဘုရားကအပြည့်စုံဟောထားပြီးသားဒါတွေကိုဘဲချိတ်ပြီးလောကီနီးတွေဟိုဟာကောင်းနုံနုံဒီဟာကောင်းနုံနုံနဲ့လိုက်ရောက်မနေပါနဲ့ဒီကိစ္စတွေဟာသာသနာတာဝန်ကိုအနှောက်ယှက်ဖြစ်တာကြီးပဲသာသနာတော်ကိုအနှောက်ယှက်ဖြစ်တဲ့အလုံးမှန်သမျှလောကီကောင်းကျိုးတွေဘာတွေဖြစ်နေနေရွှေဖြစ်ဖြစ်စိန်ဖြစ်ဖြစ်ဘာလုံးမှလည်း ။တင်းချိုင်းကုန်းဟိုဘက်ထိပါမယ်ပစ္စည်းမဟုတ်ရင်အလက်ခါကြီးပဲ။စွမ်းဆန်တဲ့လာရောတဲ့ကြွက်ချေးတွေပါ။ကိုကိုကို စွမ်းဆန်တဲ့ရောတဲ့ကြွက်ချေးလား။ကြွက်ချေးနဲ့ရောနေတဲ့စွမ်းဆန်လားဆိုတာအကဲခတ်ကြပါ။ကိုကစွမ်းဆန်ဖြစ်ရဲ့နဲ့ဘာဖြစ်လို့ကြွက်ချေးတဲ့သွားရောကျင်ကြတာတုံး။ခုလိုပြောရတာကြွက်ချေးတဲ့ကစွမ်းဆန်နေသွားမရောစေခြင်းလို့ ဆရာတော်ကြီးကဥပရေယုံနဲ့လိုက်အောင်မအတန်ဩစာကလည်းကောင်းကောင်းနဲ့ပြောလိုက်တော့အဂိရက်ယဟန်လည်းဘာမှမပြောတတ်တော့ဘူးသူမှလည်းနီးတွေသာရာနေတာဘာမှလက်တွေးကလည်းပြားစရာရှိဟန်မတူဘူးလေမှန်မဖျားမှန်မဖျားဆိုပြီးတော့ဗဇက်ပိတ်သွားပါတော့တယ် ယူမရကြုံမရတဲ့ကိစ္စတွေကိုယူလို့ကြုံလို့ရာနိုးနိုးရှောက်ယူလိုက်ရင်ကကိုတကယ်ယူကြုံရမယ့်ကိစ္စတွေလက်လွတ်ပြီးယူကြုံမရဖြစ်ကြမှာစိုးလို့ဆရာတော်ကြီးရဲ့မေတ္တာကရုဏာအပြည့်ပါတဲ့ဆုံးမစကားပါ အချိန်မီယူနိုင်ကြုံနိုင်ကြပါစေအစိပ်ပလင်းနဲ့နိုပလင်းဖြူစင်တဲ့ဖန်ပလင်းလို့တခုတည်းကို အစိတ်ထဲလိုက်ရင်အစိတ်ပလင်း ဖြစ်သွားတယ် အစိမ့်ကိုသွန်ထုတ်ပြီးနိုးထဲလိုက်ရင်တော့နိုးပလင်းဖြစ်သွားသလိုပါပဲဒေးရဲကွင်းချောင်းဆရာတော်ဒေးရဲမြို့ကွင်းချောင်းဆရာတော်ရဲ့ဘွဲတော်ကဘဒ္ဒနာဥဇောတိကတဲ့ဟင်္ဒရာဇာတိသားဖြစ်လို့ငယ်စဉ်ကဟင်္ဒရာလေဒီကျောင်းတိုင်းမှာ နိုင်ငံတော်တန်ခနာဟတန်ခမဟာနာယကဒုဥက္ကဋ္ဌဟောင်းဆရာတော်ဗန္နန္တခမဝူရာတို့နဲ့အတူဆရာတူတပည့်ဖြစ်ခဲ့တယ် ယဟန်6ဝလောက်အရာမှာပခုတ်ကူအလဲတိုက်ကြီးကိုသွားရောက်ပညာတင်ခဲ့တာနီးကယ်၅ကျန်းလုံးဆိုးအဖြစ်နဲ့ပောက်ခဲယုံမကဘူးစာချဖုံကြီးအဖြစ်နဲ့လည်းပိုးချခဲ့ဘူးတယ်ပခုတ်ကူမှာဝမ်ယောဂဖြစ်တဲ့နှစ်ယောက်တော့ရန်ကုန်ပြန်ကြွပြီ အရှင်အာဒိသဝင်သားလူထွက်ဆရာကျော်ကြီးဆရာဦးအောင်မြတ်ထံအထဦးအောင်မြတ်ထွတ်ထံမှာနိဂေ၅ချမ်းလုံးတစ်ခေါက်ပေါအောင် အထကထာတီကပါတွဲပြီးဆိုခဲ့လို့ပိဋကတ်စာပေအရာမှာကျွမ်းကျင်နှံ့ဆက်တဲ့ဆရာတော်တပါးဖြစ်တယ်။ဆရာတော်သတင်းသုံးတဲ့ဒေရေကွင်းချောင်းတိုင်းမှာရိသဓမ္မယုံကြည်တစ်ခုစောက်လုပ်ထားပြီးတကြံမတိုင်မီကစားလို့နှစ်စင်းတည့်ရက်နေ့အထိ နေ့စဉ်ဆက်ရက်တရားစခန်းဖွင့်ပါတယ်။တရားစခန်းရဲ့အတွင်းမှာ တချို့ကဒုံလဘယဟန်တက်ပြီးတရားစခန်းဝင်ကြပါတယ်။ဒီလိုတရားစခန်းဝင်မဲ့ဒုံလဘယဟန်ခံပွဲတစ်ခုမှာဆရာတော်နဲ့အတော်ရင်းနှီးတဲ့မယန်းကျောင်းဆရာတော်ကြီးအပါအဝင်အာဂန္တုဆရာတော်ကြီးတွေလည်းကြားရောက်ချီးမြှောက်ပါတယ်။ဒုံလဘယဟန်များတိမ်ကဆင်းပြီးလို့ဆရာတော်ကြီးတွေကျောင်းပေါ်မှာ ရင်နေချမ်းဝိုင်းထိုင်ပြီးတဲ့အခါမယန်းဆရာတော်ကြီးကကွင်းချောင်းဆရာတော်ဒုံလဘတွေကတရားဝင်ကြမှာပေါ့လေလို့မေးပါတယ်ကွင်းချောင်းဆရာတော်ကဟုတ်တယ်လေဘာဖြစ်လို့တော့လို့ပြန်ပြီးတော့အင်းစေဆိုမဲ့အဝေးကကြီးလက်လေးသိဆိုသလိုဖြစ်နေဦးမယ်ဆရာတော်ယောဂီဒုံလဘတွေကတကယ်ဆန္ဒကျိုးသမားတွေပဲအစုံလုံးခဲ့ကြသူတွေလို့ပြန်ပြောပါတယ်ကွင်းချောင်းဆရာတော်က အဲ့ဒါဘာဖြစ်လဲမယန်းဆရာတော်ရဲ့ဟိုဥပရိပန္နတအထကထာမှာအာလဝကတုတ်အဖွဲ့မှာလေအထကထာဆရာပြောထားတဲ့ဥမာတစ်ခုရှိတယ်လေဖန်ပလင်းအလွတ်ထဲကိုအစိတ်ထဲလိုက်ရင်အစိတ်ပလင်းဖြစ်သွားတယ်အစိတ်ကိုသွန်ထုတ်ပြီးနိုးတွေထွဲလိုက်ရင်နိုးပလင်းဖြစ်သွားတယ်လို့ပဲဒီခန္ဓာကိုယ်ကြီးဟာအကုသိုလ်လုံးနေရင်အကုသိုလ်ခန္ဓာကိုယ်ပေါ့အကုသိုလ်လုံးတွေပယ်စွန့်ပြီးကုသိုလ်တွေလုံးတော့လေကုသိုလ်ခန္ဓာကိုယ်ကြီးဖြစ်သွားတာပေါ့ အနေဆုံးအရိယာပုဂ္ဂိုလ်ကြီးကစပြီးတမ္မာတန်ဗုဒ္ဓဖះရှင်တို့ထိဘယ်ပုဂ္ဂိုလ်မဆိုမဲရာကဖြူဆိုးရာကကောင်းညံ့ရာကတော်နိရာကပေါ်နုရာကရင့်ပြီးမှ အမြင့်ဆုံးအဆင့်ကိုရောက်ခဲ့ကြတာကြီး မဟုတ်ဘူးလားဒီနေရာမှာဆရာကြီးဥအောင်မြတ်တို့အဓိပ္ပာယ်ဖွင့်ပြသွားပူပါတယ် အစိပ်ပလင်းဖြစ်နေရင် ပိုင်သူပဲစားစားသူများခွဲပေးလို့သူများကပဲယူစားစားစားတဲ့သူသေးမှပဲနိုပလင်းဖြစ်သွားတဲ့အခါကျတော့ပိုင်သူပဲစားစားဘေးလူကိုပေးလို့ဘေးလူကပဲယူစားစားစားတဲ့လူအဟာရဖြစ်တယ်ခန္ဓာကိုယ်ကြီးကလည်းအာဟုသူတွေလုံနေရင် ကိုယ်အတွက်လည်းအပယ်မျိုးစေ့တွေတိုးနေမယ်သူတစ်ပါးကအတူယူပြီးလိုက်လို့ရင် သူတစ်ပါးလည်းအပယ်မျိုးစေ့တိုးမှပဲ အာကုသိုလ်တွေစွန့်ပြီးတော့ကုသိုလ်ခန္ဓာကိုယ်ကြီးဖြစ်အောင်လုပ်လိုက်တော့ကိုယ်လည်းအပယ်နဲ့ဝေးပြီးချမ်းသာမျိုးစေ့တိုးလာမယ်။သူများတွေကိုအများဝေပေးလို့သာဓုခေါ်ပြီးခွဲဝေယူကြရင်အဲ့ဒီယူသူတွေအတွက်လည်းချမ်းသာမျိုးစေ့တိုးတာပဲတဲ့။ခုလည်းမယန်းစရာတော့ကသာဓုခေါ်ပြီးခွဲဝေမယူခြင်းလို့လားလို့ပြောရင်းကနေတဆက်သေးမေးလိုက်တော့မယန်းစရာတော့ဘာမှမပြောတာတော့ဘူး။ အင်းဆိုပြီးတော့စကားရက်သွားတယ်ဘလောက်ပဲဆွေးကောင်းနေတဲ့တစ်သားဖြစ်ပါစီကျွမ်းကျင်တဲ့ဘဘူးဆရာနဲ့တွေ့ရင်လက်ရမြောက်တဲ့ဘဘူးရုပ်တစ်ခုတော့ဖြစ်လာနိုင်ပါတယ်ထွေးခွေသမားနဲ့တွေ့ရင်တော့လေပြာကြပြီးဏိကုံချုပ်ရမှာပေါ့လူဆိုတာ၆ပြက်ကင်းသဲလဲစင်ဆိုတာအတော်ရှားပါတယ်စင်းနေသူကိုတက်လာအောင်ငုံနေသူကိုပေါ်လာအောင်မဲနေသူကိုဖြူလာအောင် နုသူကိုရင်ကျက်လာအောင်ဆုံးမတွင်တင်တတ်တဲ့ဆရာသမားကောင်းကလျာဏမိတ်တာနဲ့တွေ့ဖို့ပဲလိုပါတယ်ကလျာဏမိတ်တာဆိုတာသူတော်ကောင်းတရားတိုးပါရေးတွေရာနှုံးပြည့်အစွမ်းရှိတယ်လို့မြတ်စွာဘုရားကလည်းဟောကြားထားတာပဲစင်းနေသူကိုဘီးတက်ငုတ်သူကိုဖိမင်းညစ်သူကို စီချေးတုတ်နှစ်သူကို မြုပ် နုသူကိုပိန်အောင်လှုပ်လိုက်တဲ့ပဝင်းကျင်စိုးနဲ့တွေ့ရင်တော့လေငကိုအကွဲကိုခဲနဲ့ထုလိုက်သလိုဖြစ်သွားမှာပေါ့တစ်သားချောင်းတိုင်းဘဘူးစရာကောင်းနဲ့တွေးပါစီတော့ဖုံးကြီးလို့တက်ရှိကိလေသာနဲ့ဖုံးငန်ဆိုတာချင်းတွင်တစ်ဖက်စီမှာထည့်ထားတဲ့အလေးတွေလိုပဲကိလေသာဘက်ကရောလာတဲ့လောက်ဖုံးငန်ဘက်ကတက်လာတာမျိုးပါ မင်းကွန်တီပီတကားဆရာတော်1349ခုနှစ်ကစုံလားလောက်မှာမိမိက တောင်ကြီးတိန်တောင်တက်မှာ ပထန်းစာဝါပိုးချနေတုန်းဆရာတော်ကနိုင်ငံတော်ပရိယတ်တိတက္ကသိုလ်မှာရှမ်းပြည်နယ်ကလှူဒန်းမဲ့ကျောင်းဆောင်အတွက်နဝကံမလှူဒန်းပွဲမှာ ရေဆက်ချတရားဟောဖို့နဲ့တိန်တောင်ကျောင်းလိုက်ကတာမဏိကျော်ကိုရင်တပါးရဲ့ဗဇင်းခံပွဲချီမြှောက်ဖို့ကြွလာတဲ့အခါမှာ ဆရာတော်ကြီးမရောက်မီညောင်ရွှေကိုရောက်ပြီးနောက်တနေ့မှပဲမိမိသွားရောက်ပြီးဝေပြူကြောခဲ့ပါတယ်ဆရာတော်ကြီးနဲ့အတူဆရာတော်နဲ့အတူမထေကြီးသုံးပါးလောက်ရင်းနေချမ်းဝိုင်းမှာအလာဘာတလာဘာပြောစင်နေတော့မိမိကဝေချကြောလိုက်တော့ဆရာတော်ကယင်းနီးယင်းနီးပဲအတိမတ်ပြုနှုတ်ဆက်ပြီးရင်းနေချမ်းဝိုင်းဝင်ထိုင်ဖို့ဖိတ်ခေါ်ပါတယ်မိမိကလည်းဆရာတော်မိန့်ကြမဲ့စကားကို မှတ်သားနိုင်ယူလိုတဲ့အတွက်ဆရာတော်ညွှန်ပြတဲ့နေရာမှာဝင်ထိုင်ရင်ရေနှင်းချမ်းငှဲ့ပေးနေတော့ဆရာတော်ကအခုဘာတွေလုပ်နေတော့တူမောင်းမှာပဲလားလို့မေးပါတယ်မိမိကအမြဲနေတာကတော့တူမောင်းတိုင်းမှာပါဖြစ်ပြီးတော့အခုနွေရာသီမှာတော့တောင်ကြီးတိမ်တောင်ကျောင်းမှာပထန်းစာဝါပိုးချရင်နွေလာခိုးပါတယ်ဖရာလို့ပြန်ချားလျှောက်ထားတဲ့အခါဆရာတော်က အေးအေးသာသနာတော်မှာလုံးစရာတွေအများကြီးရှိသေးတယ်။ခန္ဓာကိုယ်ကိုချွေတာပြီးသုံးဖို့မမေ့နေတယ်။ပြီးတော့မှအတန်းညံဆောင်ဥစ္စာကံဆောင်ဆိုတဲ့အထဲမှာယဟန်ဆိုတာဥစ္စာနဲ့ကံကိုဆောင်ဖို့အထူးမလိုတော့ဘူး။အသက်ကိုညံနဲ့ဆောင်တတ်ဖို့သာအရေးကြီးတယ်။အသက်ကိုညံနဲ့ဆောင်ပြီးသာသနာတာဝန်ကို စွမ်းနိုင်သမျှထမ်းဆောင်နေကံကအမြဲကောင်းနေပြီးသားဖြစ်လို့ပစ္စည်းလေးပါအတွက်လည်း ဘာမှចောင်းចားဆိုင်စရာမလိုတော့ဘူးဆိုတဲ့အကြောင်းမိန်ကြားပါတယ်။ဆရာတော်စကားဆုံးတော့တဝိုင်းနဲ့ထိုင်နေတဲ့ဆရာတော်တပါးကဆရာတော်ဆရာတော်တို့လိုတိပိကဆရာတော်တွေအဖို့သာဖုံးငန်ကြီးလိုပစ္စည်းလေးပါအတွက်ចောင်းចားဆိုင်စရာမလိုတာဖြစ်မယ်။တချို့ဖုံးငန်နေတဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းလေးပါအတွက်ចောင်းចားဆိုင်ရတာလည်းရှိတယ်ဖေဟာလို့ရှောက်ထားလိုက်တော့ဆရာတော်က ဒီလိုလဲပြောလို့မရဘူးဖေဟာဖုံးကန်ကြီးမာတဲ့ဆိုတာတိပိတကဆိုတဲ့ဘွယ်တူးကုံတူးချောင်းကြီးလို့ကြီးပဲပြောလို့မရဘူးတပီးတော်တိပိတကရေရဖြစ်ပြီးတော့တပီးတော်ရဲ့သာသနာဖခင်ကြီးစာဥသွင်ကဥစဉ်ခုဆိုဥစဉ်မှာတိပိတကဘွယ်လဲရပြီးပြီဒီဘွယ်ကိုရအောင်အထောက်ခဲ့ပြီးဆိုကြတဲ့ကဥစဉ်မှာမောဟနဲတဲ့ဆိုတာထင်ရှားတယ်လောဘတက္ကရာနဲတဲ့ဆိုတာလဲတပီးတော်သိပြီးသား ဥစင်းမှာပြင်စရာဆိုလို့ဒေါသကို ထိန်းနိုင်ဖို့ပဲလို့တတိပေးလျှောက်ထားတယ်။တပည့်တော်ကကိုယ့်ရဲ့သာသနာဖခင်လည်းဖြစ်တပည့်တော်အကျိုးကိုအလွန်လိုလားတဲ့သူဟာဒမိဒါလည်းဖြစ်တဲ့တခါကြီးစကားကိုအလေးနဲ့ထားခံယူပြီးပြုပြင်ခဲ့တယ်။တခါကြီးပြောတာအလွန်မှန်တယ်ဗျာ။ကိလေသာနဲ့ဖုံးကန်ဆိုတာချိန်ဝင်တစ်ဖက်စီမှာထည့်ထားတဲ့အလေးတွေလိုပဲ။တစ်ဖက်ကရောလာတယ်လို့တစ်ဖက်က တက်လာတာ။ လောဘဒေါသမောဟဆိုတဲ့အခြေခံကိလေသာသုံးပါးတဲကတမျိုးတမျိုးယော့သွားတိုင်းဖုံးကံကလည်းတဆတဆတိုးတက်လာတာပဲကိလေသာဘက်ကယော့လာတလို့ဖုံးကံဘက်ကတက်လာတာမျိုးပါလို့ပြန်လဲမိန်ကြားပါတယ်ဆရာတော်ကြီးစကားကိုအလေးထားပြီးလေးစားလိုက်တာဘူးဆိုတာကတော့အထူးပြောစရာမလိုပါဘူး ပြောတဲ့ပုံကိုရဲ့ခုံနဲ့လိုက်အောင် အဖိုးတန်လာတဲ့စကားပါနည်းနည်းချဲ့ထွင်ပြီးစဉ်းစားကြည့်လိုက်တော့ယဟန်ဖြစ်စေလူဖြစ်စေတိုးတက်ကြီးဝါဖို့နဲ့ဖုံးကြီးပြီးတက်ရှိဖို့အတွက်ကိုယ့်ဘက်ကပြေဆုံးရမှကတော့ထားကြွလုံလာရှိဖို့နဲ့မျက်မဆိုစိတ်ကိန်းအောင်ဖို့လိုအပ်တယ်လို့သဘောရပါတယ် မောဟကိလေသာ ရောရင်ထကြွလုံးလာရှိလာမယ်ဒေါသကိလေသာ ရောလာရင်မေတ္တာကရုဏာပြမစိုစိတ်တိုးပွားလာမယ်လောဘကိလေသာလျှော့လိုက်ရင် ကိုယ်အကျိုးကိုယ်သာကြီးတတ်တဲ့စိတ်ထားတွေနှဲပါသွားလို့သူတစ်ပါးကြီးပွားတိုးတက်တာကိုဝမ်းမြောက်တတ်တဲ့မုရိတာပြမစိုစိတ်နဲ့သူတစ်ပါးအပြည့်နဲ့ကိုယ်အတွက်သာဖြစ်တဲ့အကျိုးတို့ကိုလှစ်လူရှုတတ်တဲ့ဥပိ္ပခာပြမစိုစိတ်များလည်းတိုးပွားလာနိုင်တာဖြစ်လို့ ဟုံးကြီးလို့တက်ရှိကြောင်းအထောက်ပံ့ကောင်းတွေပြေစုံလာမယ်လို့သဘောကျနှိမ့်ချိုင်းမိပါတယ်။ရဟန်းရှင်လူအလုံးဖုံးကြီးလို့တက်ရှိအောင်နှလုံးထားနိုင်ကြပါစေ။အလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်တစ်ပိုင်းမှာပြန်ဆောင်ကြပါမယ်ရှင်။ကျမမေဦးမိုးပါရှင်။